မင်္ဂလာပါရှင် People Spring ကနေတင်ဆက်ပေးမယ့် March 22ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့အစိုးရအဖွဲ့မှစစ်တပ်ကိုပို့ပြီးနေရာပေးလာမယ့်ဥပဒေကိုအင်ဒိုနီးရှားပြည်သူတွေစန့်ကျင်စန္ဒပြတဲ့သတင်းနယ်မြေပိုင်နဲ့အငင်းပွားစရာမြေပုံကြောင်းတရုတ်နိုးလက်ဖက်ရည်လုပ်ငန်းကိုမလေးရှားနဲ့ဗီယက်နမ်ပြည်သူတွေဒေါသထွက်နေတဲ့အကြောင်းမီးလောင်မှုကြောင့်မီးပြက်ရာကကဘာပေါ်မှာလေရင်အဝင်အထွက်အများဆုံးလေးစိတ်ဖြစ်တဲ့ လန်ဒန်ရဲ့ Heathrow လေဆိပ်တစ်နေ့လုံးပိတ်ထားရတဲ့ဖြစ်စဉ်ဒီသတင်းတွေတင်ဆက်ပေးပါမယ်ရှင်။အရက်ဘတ်အစိုးရထဲမှာစစ်တပ်ရဲ့နေရာယူနိုင်ခွင့်တွေကိုပိုပြီးချက်ထွင်ပေးမဲ့ဥပဒေသည့်အပေါ်အင်ဒိုနီးရှားနိုင်ငံမှာစန့်ကျင်ဝေဖန်မှုတွေမြင့်တက်နေပါတယ်။အင်ဒိုနီးရှားလွှတ်တော်ဟာအငင်းပွားစရာတွေအများကြီးရှိနေတဲ့ဥပဒေအပြောင်းအလဲကိုမဲပေးအတည်ပြုခဲ့တဲ့နောက်နိုင်ငံရေးသူတွေတွေကဒီလောက်ရဟာအရှိတောင်အာရှဒေသတွေနိုင်ငံရဲ့စစ်တပ်အုပ်စိုးရအမှောင်ခင့်နေရက်တွေစီ ပြန်ဦးတည်သွားစေနိုင်ကြောင်းသတိပေးခဲ့ပါတယ်။အင်ဒိုနီးရှားမှာစစ်ကောင်းဆောင်ဆူဟာတိုရဲ့32နှစ်ကြာအုပ်ဆိုးမှုက1998ခုနှစ်မှာအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။အခုသတ်မှတ်လိုက်တဲ့ဥပဒေအပြောင်းလဲကိုဆူဟာတိုရဲ့သတ်မှတ်လဲဖြစ်အင်ဒိုနီးရှားအထူးတပ်ဖွဲ့အကြီးအကဲဟောင်းလဲဖြစ်တဲ့သမဒါပရာဘိုဝိုဆူဘီယန်တိုကစတင်အဆိုပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီဥပဒေသေးအရာအင်ဒိုနီးရှားစစ်ဘက်အရာရှိတွေဟာအငိမ့်စားမယူပဲဓမ္မမဟုတ်လက်ရှိစစ်ဘက်ယာတူကနေမှနှုတ်ထွက်ပဲ အစိုးရဌာနတွေမှာယာတူးယာကန်တွေပို့ပြီးခန့်အပ်ကန်ပိုင်ခွင့်ရှိလာမှာဖြစ်ပါတယ်။ယာနဲ့ချီတဲ့ဒီမိုကရေစီရေးတက်ကြွလှှရှားသူတွေဟာမတ်လ19ရက်နေ့ကလေးကလွှတ်တော်ရှိမှာယာယီတပိတ်စကန်ဖွင့်ထားပြီးအဲ့ဒီဥပဒေအပြောင်းအလဲနဲ့ပတ်သက်လို့ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ဒီမိုကရေစီရဲ့အနှစ်သာရအရစစ်တပ်ဟာနိုင်ငံရေးထဲမှာပါဝင်လို့မရကြောင်းစစ်တပ်ရဲ့နေရာဟာစစ်တမ်းလျှောက်တာဖြစ်ပြီးစစ်တပ်ရဲ့တာဝန်ကနိုင်ငံကိုကာကွယ်ဖို့သာဖြစ်ကြောင်းစန္ဒပြသူတွေကပြောပါတယ် လွှတ်တော်ကလက်ခံလိုက်တဲ့ဥပဒေအပြောင်းလဲအရစစ်တပ်အရာရှိတွေဟာအရပတ်ဌာန10ခုရဲ့ယာဒူးနေရာတွေခန့်အပ်ကံပိုင်ခွင့်ကနေဌာန14ခုအထိချဲ့ထွင်းပြီးယာဒူးရယူလာနိုင်တော့မှာဖြစ်ပါတယ်။ပြီးတော့စစ်ပတ်အရာရှိတွေရဲ့ပင်စင်သက်တမ်းကိုလည်းတိုးပေးလိုက်ပြီးအခုဆိုရင်အမြင့်ဆုံးအဆင့်ကျဲ၄ပွင့်ဘိုလ်ချုပ်တွေဟာမူလပင်စင်အသက်အရွယ်60ကနေ63နှစ်ကိုတိုးမြင့်ပြီးတာဝန်ထမ်းဆောင်ခွင့်ရလာကြပါတယ်။မတ်လ20ရက်နေ့မှာတော့အရေးအတွက်ထောင်ကနန်းရှိတဲ့စန္ဒပြသူတွေဟာ လွတ်တော်ရှိမှစုဝေးပြီးဥပဒေအပြောင်းအလဲကိုစတင်ကြောင်းကြွေးကြော်နေကြတာကြောင့်ရဲရီနဲ့စစ်သားတွေကလွတ်တော်ကိုလုံခြုံရေးယူစောင့်ကြပ်နေကြရပါတယ်။တချို့အခြေအနေတွေမှာတော့လွတ်တော် CEO ကိုကြော်တက်ဖို့ကြိုးစားတဲ့ဆန္ဒပြသူတချို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြားပြစ်ပခတွေဖြစ်ခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။လွန်ခဲ့တဲ့25နှစ်တာအတွင်းအင်ဒိုနီးရှားရဲ့နိုင်ငံရေးနဲ့အရပတ်စီမံအုပ်ချုပ်မှုတွေမှာစစ်တပ်ရဲ့ပအဝင်ပတ်သက်ခွင့်ကိုကန့်သက်ဖို့အားထုတ်မှုတွေရှိခဲ့တဲ့အတိုင်းအောင် ဒီဥပဒေအပြောင်းအလဲမတန်ခင်ကတည်းကအင်ဒိုနီးရှားစစ်တပ်ရဲ့ယာတူးလက်ကင်အရာရှိ2600နီးပါးလောက်ဟာအရက်ဘတ်ယာတူးတွေကိုပါရယူထားခဲ့ပြီး ဖြစ်တယ်လို့ပြည်တွင်းလူအခွင့်အရေးစောင့်ကြည့်အဖွဲ့တစ်ခုရဲ့အစီရင်ခံစာကဖော်ပြထားပါတယ်ရှင်။နယ်မြေပိုင်နဲ့သတ်မှတ်ချက်နဲ့ပတ်သက်လို့အငင်းပွားမှုတွေဖြစ်ပေါ်စေတဲ့မြေပုံကို application ထဲထည့်သွင်းမိခဲ့တဲ့နောက်တရုတ်ရဲ့နိုးလက်ဖက်ရေလုပ်ငန်းစုကြီးချာဂျီဟာမလေးရှားနဲ့ဗီယက်နမ်ပြည်သူတွေရဲ့ဒေါသနဲ့ကြုံတွေ့နေပါတယ် ချာဂျီဟာဗီယက်နမ်အတွက်ထုတ်ဝေတဲ့ application တွေကမြေပုံမှာ9 dash line လို့ခေါ်တဲ့နယ်နိမိတ်သတ်မှတ်မြင်းကိုထည့်သွင်းထားခဲ့ရာကပြဿနာတွေစခဲ့တာပါအဲ့ဒီနယ်နိမိတ်မြင်းဟာတောင်တရုတ်ပင်လယ်ရေပိုင်နဲ့အားလုံးနီးပါးကိုတရုတ်ပိုင်နဲ့ဖြစ်သတ်မှတ်ဖို့တရုတ်အစိုးရကတစ်ဖက်သက်ရေးဆွဲထားတာဖြစ်ပါတယ်တရုတ်ဟာတောင်တရုတ်ပင်လယ်ရေပိုင်နဲ့ကိစ္စနဲ့ပတ်သက်ပြီးဖိလစ်ပိုင်မလေးရှားဗီယက်နမ်ဘရူနိုင်းစတဲ့ဒေသရင်းနိုင်ငံတွေနဲ့အငင်းပွားမှုတွေရှိနေပါတယ် အငင်းပွားစရာမြေပုံကို application မှာတုံးဆွဲမိတဲ့နောက်ချာဂျီရဲ့ Vietnam နိုင်ငံအတွက်ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာမှာဒေါသတကြီးဝေဖန်ရေးသားထားတဲ့မှတ်ချက်တွေလောင်ပြောင်မှုတွေကို တွေ့လာရပါတယ်။ဒီလိုမြေပုံမျိုးကိုထည့်သုံးခဲ့တဲ့ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကိုလည်းအပြင်းအထန်ဝေဖန်နေကြပါတယ်။ချာဂျီစံကွဲပေါင်း100ကျော်ဖွင့်လှစ်ထားတဲ့မလေးရှားမှာလည်း Vietnam လိုပဲခါးသီးတဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်လာပြီးကုမ္ပဏီကိုသပိတ်မှောက်ကြဖို့လူမှုကွန်ရက်ပေါ်စော်အုံးမှုတွေရှိနေပါတယ်။ အကြောင်းရင်းကတော့ 9-line အရမလေးရှားရေပိုင်နက်ကိုပါတရုတ်က ပိုင်နက်ဖြစ်သိမ်းသွင်းသတ်မှတ်တဲ့သဘောဖြစ်နေတာကြောင့်ပါချာဂျီဟာဗီယက်နမ်ရဲ့ပထမဆုံးဆိုင်ကိုဟိုချီမင်းစီးတီးမှာဖွင့်လှစ်ဖို့စီစဉ်နေပြီး application ကို download ဆွဲတဲ့သူတွေကိုအခမဲ့ဝန်ဆောင်မှုတွေပေးအပ်မဲ့ကန့်လန့်ချက်မိတ်ဆက်ခဲ့ပါတယ်ဒါပေမဲ့လည်း application ထဲမှာအငင်းပွားစရာမြေပုံပါနေတာကြောင့်ဗီယက်နမ်ဈေးကွက်ထဲဝင်ဝင်ချင်း ညနာပြက်စရာဖြစ်ခဲ့သလိုဆိုင်အသစ်ဖွင့်လှစ်မဲ့ကိစ္စကိုလည်းရွှေ့ဆိုင်ထားရဖို့ရှိနေပါတယ်။ပွဲစုနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးခြားကြီးကဘာမှတ်ချက်ပေးဖြေရှင်းမှုမှမရှိသေးသလိုတရားဝင်တောင်းပန်တာမျိုးလည်းမလုပ်သေးပါဘူး။ဗီယက်နမ်နဲ့မလေးရှားမှာတော့ခြားကြီးရဲ့လုပ်ရဟာလေးစားမှုကင်းမဲ့တဲ့အထိတ်ပဲဖြစ်နေပြီးဈေးကွက်ထဲကပြန်ထွက်သွားဖို့တောင်းဆိုတာတွေပါရှိနေပါတယ်။ခြားကြီးကိုတရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်မှာပထမဆုံးစတင်ထူထောင်ခဲ့ပြီး အခုတော့အာရှတိုက်ရဲ့နိုင်ငံတချို့စီဈေးကွက်ဖြန့်ကျက်လာနိုင်ပြီဖြစ်ပါတယ်။စင်ကာပူ၊ထိုင်းနဲ့မလေးရှားတို့မှာခြားကြီးရဲ့ဆိုင်ခွဲတွေအများပြားဖွင့်လှစ်ထားတယ်လို့သိရပါတယ်ရှင်။ဗြိတိန်နိုင်ငံလန်ဒန်မြို့တော်ရဲ့ဟီသရိုးလေဆိပ်မှာဓာတ်အားပြတ်တောက်မှုတွေကြောင့်တစ်နေ့လုံးပိတ်ထားရမယ်လို့သိရပါတယ်။ကမ္ဘာပေါ်မှာလေယာဉ်အဝင်အထွက်အများဆုံးလေဆိပ်တစ်ခုဖြစ်တဲ့ဟီသရိုးကိုပိတ်ထားရတာကြောင့်ဗြိတိန်ရဲ့လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍမှာရှုပ်ထွေးမှုတွေအခက်အခဲတွေကြုံလာရပွဲရှိနေပါတယ်။ ဟီထရိုးလေဆိပ်ကတော့မတ်လ22ရက်နေ့တနေ့လုံးပိတ်ထားမှာဖြစ်သလိုနောက်ထပ်ရက်ပိုင်းလောက်မှာလည်းမလိုလားအပ်တဲ့နှောက်နှေးမှုတွေပြဿနာတွေရှိကောင်းရှိနိုင်တာကြောင့်ခရီးသည်တွေကိုမဖြစ်မနေကိစ္စမျိုးမဟုတ်ရင်ခရီးမထွက်ကြသေးဘူးအကြံပေးထားပါတယ်ခရီးသည်တွေဝန်တန်းတွေလုံပေါ်ကန်ဘက်တွေရဲ့လုံခြုံရေးကိုအလေးပေးတဲ့အနေနဲ့လေဆိပ်ကိုမတ်လ22ရက်ညသကောင်အထိပိတ်ထားဖို့ကလွဲပြီးတခြားရွေးချယ်စရာမရှိခဲ့ကြောင်းဟီထရိုးလေဆိပ်ကထုတ်ပြန်ခဲ့ပါတယ် လေဆိပ်ကိုဓာတ်အားထောက်ပံ့ပေးနေတဲ့ဓာတ်အားခွဲယုံတစ်ခုမှာမတ်လ20ရက်နေ့ကအပြင်းထန်မီးလောင်မှုဖြစ်ပွားခဲ့တဲ့နောက်ဟီသရိုးလေဆိပ်မှာမီးတွေပြက်ကုန်တာဖြစ်ပါတယ်။ခရီးသည်တွေအတွက်စိတ်ပျက်စရာဖြစ်မယ်ဆိုတာကိုကောင်းကောင်းနားလည်ကြအောင်အခြေအနေကိုအမြန်ဆုံးဖြေရှင်းနိုင်ဖို့ကြိုးစားသွားမှာဖြစ်ကြောင်းလေဆိပ်တာဝန်ရှိသူတွေကပြောပါတယ်။လေဆိပ်ဘက်ကခရီးသည်တွေကိုတောင်းပန်ကြောင်းတိကျကြေညာထားသလိုနောက်ဆက်တွဲကြေညာချက်တွေကိုစောင့်နားထောင်ဖို့လည်းမြစ်တာရက်ခံထားပါတယ်။ဗြိတိန်မှာအကြီးမားဆုံးလေဆိပ်ဖြစ်တဲ့ဟီသရိုးဟာ နေ့စဉ်လေရင်ခရီးစဉ်1300ဝန်းကျင်အစင်းအတက်ပြုလုပ်လေရှိတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်တုန်းကဟီထရိုလေဆိပ်ကိုအသုံးပြုခဲ့တဲ့ခရီးသည်ဦးရေဟာ84တန်နီးပါးရှိခဲ့တယ်လို့သိရပါတယ်ရှင်။ People's Free ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတဲ့ချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။